ဘုဒ္ဓရာဟုသာသမီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကုမ္မတော်အောင်ပေဟောဆရာကဏ္ဍကနေပြီး20ဆက်တလ2025မှာ26ရက်ဆက်တလ2025တပတ်ပြန်ဟောပြောပေးသားမှာဖြစ်ပါတယ်ဘုဒ္ဓရာဟုသာသမီများဒီတပတ်ထဲမှာလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းရှုပ်တိရနားလည်ရတဲ့ရုပ်ငန်းလုပ်ငန်းရှင်ကြီးတွေအနေနဲ့လုပ်ငန်းနော်ရှက်သွားတဲ့အနေအထားမျိုးတွေနောက်လုပ်ငန်းတိစောက်ထားတဲ့ဆိုလို့ရရှိတော့ကနောက်ဆက်ကပုံစံဖြစ်တတ်တယ်အလုရှာပွဲကိစ္စတွေမှာအထက်အထင်းကအခက်ခဲလေးတွေကြုံရတတ်တယ်နော်လုပ်ငန်းနဲ့ပတ်သက်ပြီးရောနောက်အထက်လူကြီးနဲ့ပတ်သက်ပြီးရောညဉ့်ဉေးမှုတွေကြုံရတတ်တယ် အခြေလုံကအုပ်လုံကအွန်လိုင်းလုံကနေဈေးကွက်ပြနေတာမျိုးတွေကျွမ်းရတဲ့အဆင်ပြေမှုတွေကျွမ်းရတဲ့ပေါ့နော်နောက်တစ်ခုကလူမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းမယ်လူမွေးကင်းလူမွေးကင်းတွေကောင်းမယ်ထွက်သွားတဲ့သားသမီးတွေပြန်လောက်ပြန်ရောက်လာမယ်အဝေးကိုရောက်တဲ့သားသမီးတွေပြန်ရောက်လာနိုင်ခြင်းရှိတယ်အောက်လက်ငယ်တာသားသမီးအကျိုးတွေအကျိုးပေးမှာဖြစ်ပါတယ်နောက်လူမျိုးချားနိုင်ငံခြားကိစ္စရတဲ့အထူးကောင်းမွန်တယ်ကြွေးဆက်ရိတ်ကောင်းမယ်နိုင်ငံသားဖို့စိုက်ပျက်ထားတဲ့ကိစ္စတွေနိုင်ငံခြားကိစ္စတွေအောင်မြင်မယ်အင်တာဗျူးကိစ္စတွေအောင်မြင်မယ် အထဲအထဲလေးလုပ်ငန်းတွေကောင်းပါတယ်အထဲအထဲလေးလုပ်ငန်းတွေကောင်းပါတယ်နောက်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဆက်ပြတာဆက်နာတရားဖြစ်တာဆက်ပစ္စည်းကြောင့်စိတ်ညစ်စရာတွေကြုံမယ်ဒါပဲဆက်တန်းကိန်းတွေကောင်းပါတယ်စာစီစီစာကိစ္စရာတွေကောင်းတယ်နော်အဲဒီတော့ခီးကန်နဲ့ပတ်သက်ပြီးတော့ခီးနဲ့တခီးသွားခြင်းတွေစိတ်ညစ်စရာကြုံရခြင်းခီးကြောင့်နော်အနာတရားဖြစ်ခြင်းကျန်းမာရေးညံ့ခြင်းတွေကြုံရနိုင်ပါတယ်နောက်တစ်ခုကငွေကန်တွေငွေထွက်တွေများလိမ့်မယ်အတုံးပြုတ်မှုအတုံးပြုတ်မှုငွေကန်တွေကများလိမ့်မယ်နော် အရင်နည်းမျိုးနာမုံမငွေကန်ရပြန်လဲကောင်းလာမှာဖြစ်ပါတယ်ကားလုံးကကြောက်လုံးကနေထွက်မပြက်မဲ့ဆိုတဲ့ game ဖြစ်ပါတယ်နောက်တစ်ခုကမိတ်ဆွေပေါင်းနဲ့ကိုညီမဆာကိုပေါ်မယ်မြေကိစ္စပွဲစားကိစ္စတွေအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်ဗာဒိုင်းနဲ့ပတ်သက်တဲ့ကိစ္စကြတွေလည်းကောင်းပါတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေရေးကတော့လမ်းခွဲရမယ့်အနေအထားမျိုးတွေမြင်နေပါတယ်အိမ်တော်ကြီးမှာတော့တစ်ချက်ချက်ဖြစ်နေတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဖြစ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဖြစ်တတ်ပါတယ်နောက်အဲ့အရာမျိုးတွေပြောချင်ပါတယ် အဲ့တော့ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့ဘုရုရောက်သားသမီးကျမ်းမိုင်ကောင်းပါလေအဖခင်ကျမ်းမိုင်ညက်တတ်ပါလေမိခင်လည်းကျမ်းမိုင်ညက်တတ်ပါလေယေရိယာအနေနဲ့ဘာလို့ဆောင်ရထားမှာဆိုလို့ချင်းပေါမုံနုဆန်းဖျောက်လူပါလူပါဆိုတော့မှအယောင်အားဖြင့်အဖြူရောင်အနက်ရောင်ကျိုးပါလေခဏအားဖြင့်ငါးတုံညအကျိုးပြပါလေတသက်ပရိနေလို့စနေနေ့လို့ကဘုရုရောက်သားသမီးများရဲ့နေကောင်းနေ့မှာဖြစ်ကြပါလေဘုရုသားသမီးရောက်သားသမီးများအားလုံးစိတ်ချမ်းသာခြင်းပွင့်ကျမ်းမိုင်များပြည့်စုံကြပါစေတသက်ပရိသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါ ကုမ္ဘုဒ္ဒရာအဘေဟောစရကဏကနဘီယော20စက်တာ2025မှာ26စက်တာ2025တပတ်အတွင်းစတပိတပိများသို့ဟောပြောပေးတော်မှာဖြစ်ပါတယ်။တတပိတပိတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်သစ်ကဲတဲ့တွေပေါ်ပေါက်တတ်ပါတယ်။အလုပ်သစ်ကဲတဲ့တွေကောင်းပါတယ်။လုပ်ငန်းပြောင်းရွှေ့မဲ့ကိစ္စတွေလည်းကောင်းပါတယ်။အလုပ်ကနေပတ်သက်ပြီးတော့လက်ရှိလုပ်ငန်းမှာလည်းဆက်ပြီးတော့လုပ်မယ်ဆိုရင်အောင်မြင်နိုင်ပါတယ်။ကြီးကဲတို့ကိုကြီးမဆမှုလည်းပေါ်ပေါက်နိုင်ပါတယ်။အေဂျင့်လုပ်ငန်း၊အွန်လိုင်းလုပ်ငန်း၊အုပ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်အထင်ကောက်ဖြစ်ပြီးရင်အောင်မြင်တော့မှာဖြစ်ပါတယ်။လူမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်။ သာသမီနဲ့ပတ်သက်ပြီးတော့ပူပန်မလို့မလို့နဲ့သာသမီကင်းနေအောင်ပြန်လာမှာဖြစ်ပဲထွက်ခွာသွားတဲ့သာသမီတွေပြန်လဲရောက်ရှိလာနိုင်ပါတယ်။နောက်သာသမီနဲ့ပတ်သက်တဲ့ကိစ္စရက်တွေဟာလည်းကိုယ့်ရဲ့စိတ်ညစ်နေတဲ့အခြေအနေမျိုးပါပဲ။သူတို့ရဲ့စိတ်ကောင်းသတင်းကောင်းနော်သူတို့နဲ့ပတ်သက်ပြီးဝမ်းသာစရာသတင်းစကားဒါမျိုးတွေကြားလာနိုင်ပါတယ်။လူမှုကြခင်းတွေကောင်းပါတယ်။နိုင်ငံခြားကိစ္စရက်တွေကောင်းပါတယ်။အထယ်ထိတ်အထယ်ထယ်လေးလုပ်ငန်းတွေကောင်းတယ်။နောက်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေတော့အနည်းငယ် တွန်းပြီးတော့လှုပ်ရမယ့်အနေအထားမျိုးလှုပ်ဆောင်မယ့်အနေအထားမျိုးဖြစ်ပေါ်တတ်တယ်။နောက်ဆက်ပစ္စည်းဒုက္ခပိတတ်တယ်။အဲနောက်တစ်ခုအစာမစီမတွေဖြစ်တတ်တယ်နော်။ခရီးချိုတွေကောင်းပါတယ်။ကောင်းတော့ခရီးသွားတတ်ပါတယ်။အသေးနံနဲ့ပတ်သက်လုပ်ငန်းတွေကောင်းတယ်။အိမ်မြေအိမ်ဆောက်ကိတွေပေါ်မှာဖြစ်ပါတယ်။သူတို့ဆက်လုပ်ငန်းဟိုတယ်လုပ်ငန်းတွေကောင်းပါတယ်သူတို့ guide တွေလုပ်ငန်းတွေကောင်းမှဖြစ်ပါတယ်ဝေကန်တွေကတော့ဝင်ငွေနဲ့ထွက်ငွေနဲ့အတူတူတော့ပဲဆိုရပြောမှဖြစ်ပါတယ်ဝင်ငွေနဲ့ထွက်ငွေနဲ့ balance ပေါ့နော် sorry ပ မေစီပါနဲ့ကုညီမဆောက်ပေါ်မှာကားလုပ်ငန်းကြောက်လုပ်ငန်းတွေချိုးပြီးအောင်မြင်မှာဖြစ်ပါတယ်။မြေလုပ်ငန်းပွဲစားလုပ်ငန်းတွေချိုးပြီးအောင်မြင်မှာဖြစ်ပါတယ်။ပညာထုပညာစားတွေရတဲ့တင်နန်းတက်ရမယ့်ကိစ္စတွေအောင်မြင်မှာဖြစ်ပါတယ်။ပညာရေးကိစ္စတွေမှာလည်းကောင်းပါတယ်။လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာဆိုရင်တော့ရန်ဖြစ်လိုက်ပြချစ်လိုက်ဆိုတဲ့ game ဖြစ်ပါတယ်။နောက်တစ်ခုကအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ game တွေကောင်းတယ်။အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းပါတယ်။နောက်စတပရိသတ်သူများတွေဂျမ်းမာကြီးလည်းကောင်းပါတယ်။မိခင်လည်းဂျမ်းမာကြီးကောင်းပါတယ်။ဖခင်လည်းဂျမ်းမာကြီးကောင်းပါတယ်။အဲဒီတော့ဒီပတ်ထဲမှာစတပိသတ်သူကြီးကကိုယ့်အတွက်ကိုအားလုံးစိုက်ပါ။ သူတို့ဘာအိမ်တော်ကြီးကြမှာသူတို့ဘာအလုပ်ကိစ္စတွေမှာသူတို့ဘာတဲ့အမှုကိစ္စတွေမှာဝင်ပြီးတော့ပါဝင်ကူညီပတ်သက်လိုက်တာနဲ့ကိုယ်ကအမှုခင်းနေနဲ့ပတ်သက်ပြီးရင်ဆိုင်ရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ကျေရရာလေးနဲ့ဘာလို့ဆောင်းထားမှာဆိုလို့ရစနေနေ့ညမှာအဝေါင်းစုံဝိတ်ပါနောက်နေ့မှာရှင်မျောပါငတ်တန်နေခံလို့ပြောပြရှင်မျောပါနောက်တစ်ခုကအေးဖះမှာအသေးအနံလေးတွေလှူပါအသေးအနံလေးတွေပေါ့နော်ကိုကြိုက်တဲ့အသေးအနံဘလို့အသေးအနံမျိုးပဲဖြစ်ဖြစ်အသေးအနံလှူပါဘယ်နှမျိုးပဲဖြစ်ဖြစ်လှူလို့ရပါတယ် ောက်တစ်ခုကအယောင်အပြင်အဝါရောင်ရယ်အဲနောက်တစ်ခုကဖြောတော့တော့အယောင်တော့အယောင်အယောင်မှိုင်းတဲ့အယောင်လေးတွေပေါ့နော်အယောင်ဖြောတဲ့အယောင်လေးတွေရောင်စုံအကွက်ကလေးဂျိုးပေးတယ်အနေရောင်ဂျိုးပေးပါတယ်ဒီအယောင်တွေဝတ်ဆင်ပါလို့ပြောချင်ပါတယ်နော်ခဏအပြင်၆တဲ့ဂျိုးပေးပါတယ်နောက်တစ်ခုကတောက်ကြနေတို့တန်းနေကုန်နေတို့ကတသာပရိသတ်ပြည်များတွင်နေကောင်းနေမြတ်မြတ်ဖြစ်ကြပါတယ်တသာပရိသတ်ပြည်အားလုံးကျွန်တော်မိစေများစိတ်ချနာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာပေါကြတဲ့ဒါတွေကျွန်တော်ရဲ့မိစေများအားလုံးမင်္ဂလာပါ ကုမဒရာအဘေရဟောစရကနကနဘီယော၂၀ရက်စက်တရ၂၀25မှ26ရက်စက်တရ၂၀25တပတ်တောက်ကြသတ္တိပြတော့ဟောပြောပေးတော့မှဖြစ်ပါတယ်။တောက်ကြသတ္တိတွေဟာလုံငန်းအစ်စ်ကလုံငန်းအဟောင်းအလောလောရနိုင်ပါတယ်။လုံငန်းအစ်စ်မှာတော့ကိုယ့်ရဲ့ကြိုတင်ပြဆင်မှုတွေအကောက်မှတည်းအဆင်ပြေနေပါတယ်။လုံငန်းအဟောင်းမှာတော့ပို့ပြီးတော့အကျိုးပေးတဲ့အမှရှိပါတယ်။နောက်တစ်ခုကကြီးခဲ့တဲ့ဝင်ကြီးမဆားမှုတွေပေါပေါနိုင်ပါတယ်။လုံငန်းရှင်ကြီးတွေအနေနဲ့လုံငန်းအဟောင်းကိုအထူးအဆောင်ပေးပြီးတော့လုပ်တက်ပါတယ်။ အလုတ်တက်ကန်တက်တွေလုတ်တဲ့အခါမှာတော့ခုနကျွန်တော်ပြောခဲ့သလိုပဲကိုကဟိုချိန်ဆအားကောင်းမှသာလေအလုတ်တက်ကန်တက်တွေကအားကောင်းမှဖြစ်ပါတယ်အေဂျင့်လုံကအွန်လိုင်းလုံကအုပ်လုံကနေကောင်းပါတယ်နောက်တစ်ခုကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေထွက်နေတဲ့ငွေတွေလည်းပြောင်းဝင်ငင်းရှိပါတယ်ကားလုံကကြောက်လုံကနေအယောင်ထွက်မဲ့အယောင်တက်မဲ့အကျိုးမြတ်ရရှိမဲ့ဆိုတဲ့ဂိမ်းခံဖြစ်ပါတယ်ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ကောင်း90ဆုံးမဲ့ဖြစ်တယ်တချို့ဒီတောက်ကြသားသမီးအနေနဲ့ဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စတွေအချို့ပြီးအားကောင်းပါလိမ့်မယ် ဆာဝတ်ဆရာနဲ့ပတ်သက်တဲ့ကိစ္စကြတဲ့ကောင်းကောင်းပါတယ်။ရဝေးရဝမ်းသာစရာသတင်းစကားတွေကြားနိုင်ပါတယ်။သန်စီစီစားဆက်ပစ္စည်းအင်္ဂါတန်လုပ်ငန်းတွေအားလုံးကောင်းမွန်ပါတယ်လို့ပြောချင်ပါတယ်။လူမွေးနဲ့ပတ်သက်ပြီးတော့တစ်ခါစီမှာအတိုက်ခံအနောက်ဆက်ကလေးတွေအနှဲငယ်ကြောတတ်တယ်နော်။ဒါပေမဲ့ကိုကလက်မြောက်သွားမယ်အောင်မြင်သွားမယ်။ကိုကဘာပဲလုပ်လို့အဆင်ပြေမဲ့ game ဖြစ်တယ်။အတိုက်ခံရှိလေကိုကအောင်မြင်အောင်မြင်လေဆိုတဲ့ game ဖြစ်ပါတယ်။သားသမီးတွေပတ်သက်ပြီးတော့ပူပန်မလို့ ပုံစံမျိုးတော့ဖြစ်တတ်တယ်။ဒါပေမဲ့လို့အဲ့ဒါတွေကနောက်ဆုံးပြမှာတော့အကောင့်ဘက်ကိုလှည့်လာမှာဖြစ်ပါတယ်နော်။မိတ်ဆွေပေါင်းနဲ့ကိုကြီးမဲ့လို့ရှိသလိုနောက်ဆက်မဲ့လို့လည်းပေါ်ပေါက်တတ်ပါတယ်။မြေကိစ္စပွဲစားလုံလုပ်ငန်းကိစ္စကနော်ဆုံးဖြတ်ချက်ချရခက်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ပညာရေးမှာအညံ့ခိုက်တွေကြောင်းရတတ်တယ်။ဘာသာရေးနဲ့ပတ်သက်ပြီးအနောက်ဆက်တွေပေါ်ပေါက်တတ်ပါတယ်။အမျိုးသမီးအနောက်ဆက်တွေလည်းကြောင်းရနိုင်ပါတယ်။ခေးကောင်းတွေဘာတွေသွားတတ်ပါတယ်။နော်ကိုဆောင်းမဲ့ကိစ္စရတွေအောင်မြင်မှာဖြစ်ပါတယ်။ကိုကြားစီတဲ့ကိစ္စတွေအောင်မြင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကလူလူကြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အထယ်ထယ်လေးလုပ်ငန်းတွေလည်းကောင်းပါတယ်အဲဒီတော့လူငယ်နဲ့ပတ်သက်တဲ့အခြေအနေလည်းကောင်းပါတယ်ကွဲမလို့ကွာမလို့ပုံစံမျိုးနဲ့ပြန်လည်ပြီးတော့အခြေအမှသိမြတ်သွားတဲ့အနေအထားမျိုးလေးမြင်တွေ့ရမှာဖြစ်ပါတယ်အိမ်တော်ကြီးမှာတော့အရန်ကောင်းပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့သားကြသားသမီးတွေနဲ့ပတ်သက်ပြီးတော့ကျမကြီးနဲ့ပတ်သက်ဘာမှလုပ်စရာမလိုပါဘူးမိခင်နဲ့ကျမကြီးကောင်းပါတယ်ဖခင်နဲ့ကျမကြီးကောင်းပါတယ်ယေရိယာအနေနဲ့ဘာကြီးဆောင်ရွက်ထားမယ်ဆိုလို့ရှိရင်ဖခင်မှာအုံသေးစိတ်73စိတ်ဖခင်လူပါလူပါဆိုတော့မှအကြောင်းအားဖြင့် အနည်းရောက်နေရောက်ကျိုးပေးပါရယ်ခနာအဖြင့်တိတ်ကဲ၃ရက်ကျိုးပေးပါရယ်နော်နောက်တစ်ခုကတနင်္ဂနွေနေ့လိုအင်္ဂါနေ့လိုကတောက်ကြသမီးများတွေနေကောင်းနေမြတ်ဖြစ်ကြပါရယ်တောက်ကြသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါခနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ပေတဲ့ဟောစရန်ကဏ္ဍကနေပြီးတော့20ရက်ဆက်တလ2025မှာ26ရက်ဆက်တလ2025တပတ်တွင်ဟောပြောပေးတော့မှာဖြစ်ပါရယ် စနေသားသမီးတွေကအလုတ်အစ်ကအလုတ်ဟောင်းရောကောင်းကောင်းကောင်းစွာလုပ်ကံမှာဖြစ်ပါတယ်လုံငါဟောင်းမှလည်းအလုတ်ရှင်ပြပါတယ်သူတွေကောင်းတဲ့အလုတ်တွေရမယ်ဆိုရင်လည်းတည်ကြပါတယ်ကောင်းတဲ့ဂိမ်းခန်းမှာဖြစ်ပါတယ်အဲ့တော့ကြီးခဲ့တဲ့ကုညီမဆောင်ဥပေါ်မယ်လုပ်ငန်းရှင်ကြီးတွေအနေနဲ့လုပ်ငန်းတိုးချဲ့တဲ့ကိစ္စရပ်တွေအားကောင်းလာမှာဖြစ်ပါတယ်အေဂျင့်လုပ်ငန်း online လုပ်ငန်းအုပ်လုပ်ငန်းအိုးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းအလုတ်ကံကောင်းမှာဖြစ်ပါတယ်အယောင်းကတော့မှာဖြစ်ပါတယ်နော်နောက်လောကကံရတာလည်းအနေထားမျိုးလေးစိတ်ချမ်းသာစရာလေးဖြစ်ပေါ်လာမှာဖြစ်ပါတယ် စီးပွားရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးမှာဥမော့လာတဲ့အနေအထားမျိုးတွေဖြစ်မှာဖြစ်ပါတယ်စီးပွားရေးကိန်းတွေကောင်းမှာဖြစ်ပါတယ်အင်္ဂါနာနေဖြစ်တဲ့စာစီစေစာဆက်ပစီစာတုပ်ကိစ္စတွေကောင်းပါတယ်မိစေပေါင်းနဲ့ကိုကြီးမဆောက်ပုံမဲ့ရဝရရနေရမိတ်တေဆွေတွေတွေလည်းဝင်လာမှာဖြစ်ပါတယ်မြေလုံကပွဲစားလုံကပညာရေးလုံကဗားရေးလုံကအရန်ကျိုးပေးတဲ့ကာလဖြစ်ပါတယ်နောက်ဒီမျိုးချာနိုင်ငံခြားကိစ္စရတွေကောင်းတယ်အထယ်အထယ်လေးလုံကတွေကောင်းပါတယ်နောက်ငွေကြီးချင်းနဲ့ပတ်သက်ပြီးတော့ဒိဋ္ဌာမှာငွေလိန်ခန်းတတ်ပါတယ်ဒိဋ္ဌာမှာဖြစ်ပါတယ်နော် ကားထွက်ခြင်း၊ကြောက်ထွက်ခြင်း၊ကားပြက်ခြင်း၊ကားကြောက်ဆင်းရဲခြင်းဒါတွေတော့ဖြစ်ပေါ်နိုင်ပါတယ်။လူမွေးကိန်းတွေကောင်းပါတယ်။ထွက်သွားတဲ့သားသမီးတွေပြန်လဲရောက်ရှိလာနိုင်ပါတယ်။ကောင်းသောခရီးသွားတတ်တဲ့တို့တော်လည်းပဲခရီးကတစ်ခါတည်းမှာစိတ်တိုင်းမကြတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်နော်။နောက်တစ်ခုကအလောက်ကနေပတ်သက်ပြီးရင်တော့အထူးအကောင်းဆုံးလို့ဒီတစ်ပတ်ထဲမှာလောရမယ့်ကိစ္စတွေစိတ်ဆဲစိတ်ကူးထဲမှာပေါ်တဲ့လုံငန်းမှန်တဲ့မြမြဆဆဆလောက်ပါလို့အကြံပေးဟောပြောလိုပါတယ်။လူငယ်နဲ့ပတ်သက်တဲ့အခြေအနေမှာတော့လမ်းခွဲကိန်းမြင်နေနော်။ လန့်ခွေရမယ့်ဂိမ်းဖြစ်ပါတယ်လူမွေးနဲ့ပတ်သက်ပြီးတော့အခြေအနေနဲ့ပတ်သက်လို့ရှင်လှက်ပတ်မှုတွေကြုံရနိုင်ပါတယ်နောက်တစ်ခုကအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေရန်ကောင်းတယ်နော်တောက်စနေသားသမီးရဲ့အနေနဲ့ကျမကြီးကောင်းပါတယ်မိခင်ကျမကြီးညက်တတ်ပါတယ်အကျောနဲ့ပတ်သက်တာနော်အကျောနဲ့ပတ်သက်တာကျမကြီးညက်တတ်ပါတယ်ဖခင်ကျမကြီးကောင်းပါတယ်ဇရိယာအနေနဲ့ဘာကြီးဆောင်ရထားမလဲဆိုလို့ရှင်ဒီဘွားပေါ့နော်ပေါင်မုတ်၅ချက်နော်ပေါင်မုတ်၅ချက် နွားတို့တစ်ခွက်ဖျောက်လူပါပေါင်းပေါင်းငါးချက်နွားတို့တစ်ခွက်ဖျောက်လူပါလူပါဆိုတော့မှဓာတ်ပေါက်တတ်နိုင်တဲ့မိတ်ဆွေများဓာတ်ပေါက်လူပါနော်အကြောင်းအပြည့်အဖြူရောင်အဝါရောင်အနက်ရောင်ချိုးပေးပါတယ်ခဏအပြည့်ငါးခွန်ချိုးပေးပါတယ်နော်တတပရိနေတို့စနေတို့ကစနေသားသမီးများတွေနေထူးနေမြတ်ဖြစ်ကြပါတယ်စနေသားသမီးကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာကြွေးကြမှာကြမြပြည့်စုံကြပါစေခင်ဗျာ